ွေဟုတ်ပြီကွာချတာဇော်ဤတာအောင်ထင်းမြင်တားရီတို့လေးယောက်တိမ်ပြန်းဆိုတဲ့တိုက်ချက်ဘက်မှလောင်းကြီးပါထားတာတိမ်ပြန်းရဲ့တိုက်ခွက်အောက်မှာတစ်ဖက်ချက်ကတွေ့မချောင်အထိနာနေတယ်အသေးလို့ကွာတိမ်ပြန်းရေမထိထိလုံမနေနဲ့ကွာတိမ်ပြန်းခွက်ချက်ကြောင့်တွေ့မချောင်ခေါင်းကိုဖွက်ထားလိုက်တော့တယ်ဖောင်းဖလက်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 ဟာ ကြပြီဟေးကြပြီတိမ်ပြဲရဲ့ပြင်းထန်တဲ့ခွက်ချက်ကြောင့်တွေ့မရှောင်နောက်သူလန်ထွက်ပြီးထွက်ပြေးသွားလေတော့တယ်ဖိခိုပြကွာခေါင်းပေါ်ခွေမပြင်းနဲ့တိမ်ပြဲရဲ့ခွက်ချက်ကလည်းမပြင်းထန်သဖြင့်တစ်ဖက်ချက်ပြန်တိုက်နိုင်တဲ့အခွင့်ကောင်းစောင့်နေလေတော့တယ်တွေ့မရှောင်ကအတောင်ကိုရိုက်ပြီးတော့တစ်ချက်တွန်းလိုက်တယ်ထိုအချိန်မျိုးကိုအခွင့်ကောင်းချောင်းနေတဲ့တိမ်ပြဲကလည်းဖြောင်းဂီဟာကောင်းလိုက်တာကွာ တောင်းကမှတ်ချက်ပေးပြီးတော့ထောက်အောင်လိုက်လေတော့တယ်တွေ့မချောင်းကမန်ချီပြီးတော့တွန်တန်ပေးနေစင်မှာပဲအလစ်အငိုက်ယူပြီးတော့ထခေါ်လိုက်တဲ့တိမ်ပြန်ရဲ့ခွက်ချက်ကြောင့်တွေ့မချောင်းကောင်းပေါက်ပြီးဦးနှောက်တွေပါထွက်ကြကုန်လေတော့တယ်တိမ်ပြန်ကလည်းပိုင်ရှင်ရဲ့ပြုစုမှုကိုခံနေတယ်တွေ့မချောင်းကောင်းကြီးကအောက်ကိုစိုက်ကြသွားတာလူကြားထဲမှာသွေးတွေပန်းထန်ပြီးတော့ထွက်ပြေး၍အသက်ပြောက်သွားလေတော့တယ်လောင်ကြီးများတိုးဝတ်သဖြင့်သူတို့လေးယောက်လည်းကိုချုံမြင့်ရဲ့အရက်ဆိုင်ကိုအပြေးလွှားထွက်လာခဲ့လေတော့တယ်ကြက်ဝိုင်းမှာလောင်သူကလေးယောက်လုံးမဟုတ် တောင်နဲ့ဇော်ကြီးတို့သာလောင်းတာငွေမြင့်နဲ့တာအေးတို့ကဘီးမှကြည့်ပြီးတော့အားပေးနေတဲ့သူတွေပဲဖြစ်တယ်။တောရဲ့ရောင်နဲ့ကိုကျော်မြင့်ဆိုင်ကိုရောက်တော့အရဲတံပလင်ကိုမှားလိုက်တယ်။မြေပဲစားလော်တပကန်နဲ့ကျုပ်ငွေကြော်ပါထပ်မာတယ်။ကစင်းနဲ့ကော်တရာထင်းမြင့်မင်းငါတို့ကျွေးတာတိုက်တာတွေကိုမင်းစားတော့နေရနော်အချိန်ပေါင်းကမနေတော့ဘူး။နောက်တစ်ချိန်ဆိုရင်တော့မင်းငါတို့အားလုံးကိုပြန်တိုက်ရမယ်ဟုတ်လား။မင်းတို့ကငါကတိုက်ခိုင်းကျွေးခိုင်းတာမှမဟုတ်တာ။မင်းတို့ဆန္ဒနဲ့မင်းတို့တိုက်တာငါ့ကိုလာပြီးတော့အချက်လာမကိုင်းနဲ့နော်။အောင်မွေမျက်ခွက်က သူများဟာစားတဲ့ပုံစံကတမျိုးသူ့ကိုပြန်ကြည့်ခိုင်းတော့မျက်နှာကတမျိုးတက်လဲတက်နိုင်တယ်နော်ငါကမင်းတို့လောက်ပတ်စံမရှာတတ်ဘူးဒါကြောင့်မင်းတို့လိုလည်းမသုံးဘူးဒါပဲလေငါတို့စီကသုံးခါစားပြီးရင်တော့မင်းတစ်ခါလောက်ကိုကျွေးရမယ်ဆိုတာနားမလည်ဘူးလားကွာငါစီမှာပြန်စားခြင်းလို့ကျွေးတာဆိုရင်တော့မစားဘူးကွာတောက်လည်းမတောက်ဘူးကျွေးလည်းမကျွေးဘူးဒါဆိုအခုအရင်မတောက်ဘူးကွာဟုတ်လားဒါကမင်းတို့အိတ်ကတ်ထဲကနေစိုက်ပြီးတော့တိုက်တာမှမဟုတ်တာချက်တိုက်လို့ရတဲ့ပတ်စံနဲ့ဝဲတိုက်တာငါတို့နှစ်ယောက်ကလည်းမင်းတို့နိုင်အောင်လို့လက်ခုပ်တော်ဝါတီးပြီးတော့အားပေးရတာဘလောက်တောင်မောတယ်မှန်းလဲ ဟုတ်တယ်မဟုတ်လားတာကြီးမှားပါတယ်တော်တော်စီနာထားကြင်စရာကောင်းတယ်ထွက်ချင်းကျုပ်မှုရောနဲ့မြေပဲစားလို့ရောက်လာတဲ့ဖြစ်လေးယောက်တာဖန်ခွက်ထဲသို့အရက်ငှက်ကထိုင်တော့နေကြတော့တယ်အရက်နဘလင်းကုံမှပင်အရက်ဆိုင်မှထလာခဲ့တယ်နေလဲဝင်သွားပြီလာစက်ရှိရဲ့လာကတာနေတယ်အရက်ဆိုင်ကလည်းည9နာရီဆိုရင်တိတ်သွားလေတော့တယ်ထင်းမြင်းနဲ့တာကြီးကတော့မပြန်သေးဘူးကွာညာအေးလေးမှအရက်တဘလင်းထပ်မှပြီးတော့တောက်လိုက်အောင်မယ် မင်းကအယက်မူးလာရင်ထိမ့်လို့မရအောင်တောက်ချင်တော့တာပဲငါတိုက်မှာပါဇော်ကြီးကိုမင်းကိုငကြီးကြတယ်လို့ဘာလို့မပြောပါဘူးမင်းတောက်မယ်ဆိုရင်လည်းတဆိုင်လုံးမှရှိတဲ့အယက်ဒီတိုက်မှာကွာဟုတ်ပြီလားဟုတ်တယ်မင်းမင်းငါကိုစေနာရှိတာဖားရဟိတ်ကောင်ဒီကောင်မူးလို့စေနာကောင်းနေတာနောက်နေ့အမူးပြင်ရင်တော့အကျွေးလာတောက်နေလိမ့်မယ်တောင်ကိုမကျင်မနဲ့ပြောရင်နဲ့အရက်ဆိုင်မှာပြန်ထလိုက်လေတော့တယ်အရက်တပလဲမှပြီးတော့တောက်ကြပြန်နေနောက်ဆုံးဆိုင်သိန်းမှ၃ရောက်သားရွာတဲ့ကိုပြန်ဝင်လာတယ်ဟဲ့ဩဇော်ကြီးဇော်ကြီးဘာလဲကွာတိုက်လာအိမ်မော်တက်ခဲ့ စောစောစီးစီးဘဲကပေါက်ချလာတာလေမင်းတို့ဘာသတင်းမှမကြဘူးလားမကြဘူးမင်းကဘာသတင်းကြလို့တော့ငါငါငါတို့ကောင်ကြီးထိမြင်လေအေးထိမြင်ညကအိမ်ပြန်လာတာလမ်းမှာပိုးထိပြီးတော့ညသကောင်ကြီးစုံသွားတာကွာဟာဟုတ်ရဲ့လားကွာဒုနဲ့လမ်းခွဲပြီးတော့သူ့အိမ်သွားတယ်ပြီလမ်းထဲဝင်သွားတာပဲအေးအဲ့ဒီအချိန်ကြိုက်ခံရတာပဲဘာကောင်မှမသိဘဲနဲ့မူးမူးနဲ့လှုပ်ချင်ရနေလှုပ်ပြီးတော့တကူလုံးနဲ့ပြာနေလာမှကြက်မကြီးမှုအိမ်ကိုသွားပြင်တော့မွေးစိတ်ကပြန့်နေပြီလေကွာ ူဆုံးတာညသကောင်မို့မင်းတို့ကမသိတာငါနဲ့ကအိမ်နီးတယ်မဟုတ်လားငါမျက်နှာတက်လိုက်အောင်မဲတောင်လည်းတီးအောင်မဟုတ်ဘူးသူ့ကိုဝင်ခေါ်ပြီးတော့တွားကြရအောင်အေးအေးမြင်မြင်မျက်နှာတက်လိုက်ဇော်ကြီးမျက်နှာတက်ပြီဒီနဲ့တာအေးနဲ့အတူတာအောင်ဤအိမ်သူထွက်လာခဲ့လေတော့တောင်လည်းရွာအစုံမကြတကြမှနေတာမို့ထိအောင်အကြောင်းကိုတော့မသိဘူးသူတို့နှစ်ယောက်ရောက်သွားမှတိလိုက်ရတဲ့ဖြစ်တဟီဟီနဲ့ဆိုင်ကြီးတနေငုံနေတော့လေဟဲ့ကောင်ငုံမနေတော့ကွာအခုသူ့ဝင်ကိုတွားကြရမယ်ဝိုင်းကူပြီးတော့လှုပ်ပေးရမယ်လှုပ်ဆရာရှိတာလေးလှုပ်ပေးရမယ် ငါတို့ကညကဝိုင်းစားလိုက်တာဒီကောင်ဒီနေ့သေရတယ်လို့ကွာအဲ့ဒါကိုတွေးပြီးဝမ်းနေလို့ပါကွာတမင်အပျော်သက်သက်ဝိုင်းစားတာပါစိတ်ထဲကဘာလို့ပြောတာမှမဟုတ်မှဒီကောင်သိပါတယ်ကွာဘလောက်စားစားနာတတ်တာကောင်မဟုတ်ဘူးစိတ်မကောင်းဖြစ်မနေနဲ့မင်းမျက်နှာတက်ပြီပြီဆိုရင်လည်းထင်းမင်းတို့အိမ်ကိုသွားကြရအောင်ကွာအဝယ်စားလဲလဲအောင်မလားမျက်နှာပဲတက်လိုက်တော့ကွာအဝယ်စားလဲမနေနဲ့တော့ တောင်မြနာတိပိတိနဲ့၃ရောက်သားဇော်ကြီးအိမ်ကိုလာခဲ့ကြလေတော့တယ်။အိမ်ရောက်တော့ဇော်ကြီးကိုအိမ်ပေါ်မှာပလက်ကလေးတွေ့လိုက်ရလေတော့တယ်။အိမ်ချင်းရင်းဘက်မှာအခေါင်းဆက်နေတာကိုတွေ့လိုက်ရလေတော့တယ်။သူတို့၃ယောက်အိမ်ပေါ်ကိုတက်လာတော့မိခင်ဖြစ်သူကရုတ်တရက်ထငေါ်လေတော့တယ်။တိုင်းထင်းမြင့်မင်းတကယ်ချင်းတွေလာခေါ်နေပြီလေ။သူတို့သွားလေရောက်ကိုတကောက်ကောက်ရှောက်လိုက်လို့ကောင်းတော့သေဆိုးနဲ့သေးရတာပေါ့။အမလေးအဖြစ်ဆိုးလိုက်တာတိုင်း မိခင်ဖြစ်သူဒေါ်ချင်းရဲ့အတန်ပြဲကြီးနဲ့အော်လိုက်တဲ့အတန်ကြောင့်တကယ်ချင်းကိုမြင်ပြီးမျက်ရည်ကျနေတဲ့တာအောင်တို့မျက်စိမျက်နှာပြတ်သွားရလေတော့တယ်။လောင်းကစားလဲဝါသနာပါတယ်။အရက်လဲကြိုက်တယ်။ဒါပေမဲ့သူ့လက်ထဲမှာငွေမကတ်တဲ့အတွက်တာအောင်တာအေးဇော်ကြီးတို့ကဲသူပွဲတိုင်းမပါဝင်နိုင်။အရက်ကိုလည်းတစ်ချိန်မှသူမတိုက်ရ ကျန်တငယ်ချင်း၃ယောက်ကသာဝယ်ပြီးတော့တိုက်ရတယ်။ယခုထင်းမြင့်သေးတော့သူတို့နဲ့မကင်းတယ်လို့မိခင်ဖြစ်သူကလည်းအော်ကြီးဟဲ့ကျဲနဲ့ပြောဆိုနေငိုယူတဲ့ဖြစ်ထင်းမြင့်အလောင်းအနီးမှအောက်သူဆင်းသွားပြီးတော့ကနဖြင်းထိုးရမှဝိုင်းဝန်းကူညီပေးကြလေတော့တယ်။ညနေပိုင်းအခောင်းသွင်းမယ်လို့လည်းဆိုကြတယ်။၁၂နှစ်ခွဲမှဆုံးသွားတဲ့အတွက်တရက်သာရသေးတယ်။အသူဘက်ကိုသုံးရထားပြီးတော့မြေချတဲ့ဂျုံမှာပဲဖြစ်တယ်။ ဒီညကစပြီးဖဲဝိုင်းရှိမည်ဆိုလင်သူတို့သုံးယောက်ရိုက်မယ်လို့တိုင်ပင်ထားကြလေတော့တယ်ကနဖြင်းထိုးပြီးမြေကြီးကိုညှိကာဖြင်းချမ်းများလူမှုရေးအသည်းမှသွားတည်ပြီးတော့ခင်းပေးလိုက်လေတော့တယ်ဂျားထဲမှာဧကန်ကြီးမှုရန်အတွက်အိုးခွက်ပကန်းများတည်ပေးလိုက်ကြတယ်ညအချိန်မီထိုးရန်မီးစက်ကိုလည်းတည်ပေးခဲ့တယ်လိုအပ်တာမှန်သမျှအားလုံးလုပ်ပေးပြီးတော့အိမ်သူပြန်လာကြလေတော့တယ်ညနေ၃နာရီခန့်မှာ၃ယောက်သားထင်းမြင့်တို့အိမ်သူလာကြလေတော့တယ်အာသူဘအိမ်မှာဖဲဝိုင်းလုံးရင်ဖဲဝါသနာပါသူများစုနေကြလို့တယ်တဝိုင်းစာလူပြည့်ပြီးဆိုတယ်အနည်းဆုံးနှစ်ဝိုင်းမှစကား ကြာရင်သုံးဝိုင်းလေးဝိုင်းခန့်ဖြစ်သွားတယ်လို့တဲ့။ဒေါနဲကအာသူဝတ်အိမ်မှာပြုလုပ်သည့်ဖဲဝိုင်းများကိုလှဲ့ပက်ရှာရိုက်နေသည့်လူများကလည်းရှိတယ်။ထိုလူများကလည်းဘယ်လောက်ဝေးဝေးဝိုင်းကောင်းတယ်လို့သတင်းရတာနဲ့ရောက်လာတတ်ကြတယ်။သူတို့သုံးယောက်ဖဲရရင်ပတ်စံအနှင်းငယ်ရှာလာသဖြင့်ညရောက်သည့်နေ့ဝိုင်းနှဝိုင်းမှာမျှပြီးတော့ဝင်ရိုက်ကြလေတော့တယ်။သူတို့တဝိုင်းနှဝိုင်းခန့်ပြီးတော့ဇော်ကြီးနဲ့တာကြီးကအချိန်ကြီးကမကောင်။တာအောင်ကလည်းသုံးလက်မှနှစ်လက်ကနိုင်ထားတယ်။ဇော်ကြီးကခဏဆိုကအပြင်ထွက်လာလေတော့တယ်။ထိုအခါအင်းအပြင်မှာထင်းမြင့်ကိုအခေါင်းသွင်းပြီးတော့အပြင်ထုတ်ထားပြီးပဲဖြစ်တယ်။ဇော်ကြီးအလောင်းစ ဆင်နာသူရောက်သွားလေတော့လေတကယ်ချင်းထိမ့်မြင့်ငါတို့သုံးယောက်ကိုဒီညနိုင်အောင်လို့လုပ်ပြီကွာနိုင်ရင်အရက်တိုင်မယ်ဟုတ်လားထိမ့်မြင့်ကိုပြောပြီးတော့အခောင်းကိုပုတ်ခါဖဲဝိုင်းစီကိုပြန်လာခဲ့လေတော့လေဝိုင်းထဲကိုဝင်ပြီးပြန်ပြီးဆက်ကစားတဲ့နိုင်လိုက်ရှုံးလိုက်နဲ့မနဲ့ဝိုင်းသိန်းတော့သုံးယောက်သားငကိုအိမ်ကပါလာတဲ့ပတ်စံထက်ဒဇာနီးပါးနိုင်ဒီကိုတော့တွေ့ရတယ်ခွေးကောင်ငါတို့သုံးယောက်ကိုများများဆဆနိုင်အောင်လုပ်ပေးတာမဟုတ်ဘူးမစွပုံပုတ်လောက်ပဲနိုင်နေနိုင်လို့တော်သေးတာပေါ့ကွာခါတိုင်းသုံးယောက်လုံးနိုင်မှုဆိုတာကဖြစ်လာတာမှမဟုတ်တာကဲ အိမ်ပြန်အိတ်ကြရအောင်ည9နာရီလောက်မှပဲဖွဲဝိုင်းကိုပြန်လာခဲ့ကြမယ်။ဟေးဇော်ကြီးနဲ့တာရင်ညနေ3နာရီလောက်ကိုကျော်မြင့်အရက်ဆိုင်မှာဆုံးကြမယ်။ဟာအေးဆုံးကြမယ်။ငါလည်းထိတ်မြင့်ကိုအရက်တိုင်အောင်မယ်။ညကြရင်မြ мян နိုင်အောင်လို့လှုပ်ပြပါလို့လည်းပြောရမယ်။မင်းကွာမကြောက်မလန့်နဲ့။ဘာကြောက်စရာရှိလို့လဲ။ဒီကောင်ကတို့တငယ်ချင်းအရင်ကြီးပဲဟာ။ तू မသိခင်ကတည်းကတို့ပြောချင်တယ်လို့လည်းပြောစချင်တယ်လို့စခဲ့တာ။အခုလည်းငါတို့ကိုနိုင်အောင်လှုပ်ပြင်အရက်တိုင်ရမယ်လို့ပြောရမယ်။ဇော်ကြီးတို့ကကွာမဟုတ်မဟုတ်တွေရှောက်လုံးနေပြန်ပါပြီ။ငါတို့ကြောက်တယ်နော်။တောင်း ကြောက်ရင်အေးစင်းစင်းနေငါညကဒိုးသုံးရောင်ကလုံးနိုင်အောင်လုပ်ပေးပါလို့ပြောခဲ့တာကွညကြရင်တော့လုံမနေနဲ့ကဲငါတို့လမ်းခွဲကြရအောင် နေကင်းသုံးနိုင်ကြီးမှအရက်ဆိုင်ကိုအားလုံးလာခဲ့ကြသုံးယောက်သားလမ်းခွဲလိုက်ကြရတော့တယ်သုံးနိုင်ကြီးခန့်ကိုကျော်မြင့်အရက်ဆိုင်ကိုတာအီးနဲ့တာအောင်ကရောက်လာလေတော့တယ်10မိနစ်ကြာတော့ဇော်ကြီးကရောက်လာတယ်မင်းတို့တောက်နေကြပြီလားမတောက်ရသေးဘူးစကားထိုင်ပြောနေတာအရက်တစ်ပတ်လေးနဲ့ဖန်ခွက်လေးလုံးမှလိုက်လေတော့တယ်တလုံးကဘာလို့မလို့လဲထင်းမြင့်တော့လေကွာဒီကောင်ကိုညကပွဲမှာနိုင်အောင်လုပ်ပြီးအရက်တိုင်ပဲလို့ပြောထားတာ ငါကဂရိအတိုင်းသူ့အတွက်အရက်ထည့်ပြီးမလို့ဒီကောင်ကဒုနဲ့လာထိုင်မှာမဟုတ်ဘူးအခုဘယ်ရောက်နေမှန်းတော့မသိဘူးဟင်းตาရေးစကားမဆုံးခင်မှာပဲအားလုံးမျက်စိပြူးသွားလေတော့လေဒီကောင်ကအရက်တောင်တိုင်းမူးတဲ့ကောင်လည်းမဟုတ်ဘူးအရက်လည်းကြိုက်တယ်သူတို့ဝိုင်းတဲ့ကူရောက်နေပြီမိဘေကထိုင်ကုန်မှာထိုင်နေတာဖြစ်မယ် ဇပွဲကုံမှာလဲထိုင်ကုံလေးကုံရှိတယ်သူတို့သုံးယောက်ထိုင်တော့တခုံကလွတ်နေတာဇော်ကြီးကตาရဲ့ရဲ့ဘေးမှာထိမ့်မြင့်ရှိတယ်လို့ပြောလိုက်လေတော့တယ်အရတပလင်းနဲ့ဖန်ခွက်လာချပေးသဖြင့်ဖန်ခွက်လေးခွက်ထဲကိုအရများထည့်လိုက်လေတော့တယ်ကစိုးရကြော်နဲ့ကြက်ကြော်တပကံလာချပေးလေတော့တယ်ငါတို့ရောက်ကလေးကကြက်ကြော်ရှိတယ်ဆိုလို့မှားထားတာထိမ့်မြင့်မင်းရောက်နေတယ်ဆိုရင်တော့အရက်ခွက်ထဲကအရက်ကောင်းအောင်တော့တောက်ပြကွာ ပြီးတော့အမီးလည်းယူစားသူတို့သတိထားနေလို့လားတော့မသိဘူးအရက်ခွက်ထဲကအရက်ကလည်းအခြေအနေမပြည့်ရှိနေတာသူတို့တစ်ခွက်ကုန်တယ်ဒီအရက်ခွက်ထဲကအရက်ကညော့မသွားဘူးတစ်ခွက်စီကုန်တော့နောက်တစ်ခွက်ထပ်ထည်တယ်၃ယောက်သားအရက်လေးဝင်သွားပြီဆိုတော့ဇကားတွေကလည်းမျိုးစုံပြောကြတာပေါ့ဗျာဟဲ့အောင်စောကြီးဟိုကောင်အရက်ခွက်ကိုလည်းကြီးလိုက်စမ်းကွာဟာအရက်တော့မရှိတော့ဘူးကွာတို့လည်းမှယူတော့လိုက်တာပဲကောင်းတယ်တကယ်ချင်းမင်းတော့ချင်တဲ့အချိန်တော့ ဇော်ကြီးကပြောပြီးနောက်ထပ်အရက်ခွက်ထဲကိုအရက်နှက်ထည့်ပေးလိုက်လေတော့တယ်။အမီးစားတငယ်ချင်းထွက်ခါမှာပင်ထင်းမြင်လျာကိုမြင်တော့ကြော့ကြော်အမီးပဲခန်းကမြုံးခနဲ့ကုံသွားလေတော့တယ်။ဟာဒီကောင်ကတောက်လာကြီးလားငါတို့တော့လည်းခြံအောင်မှာပေါ့ဒီကောင်ကြော့ကြော်ကြိုက်တယ်လေနောက်ထပ်တပွဲသာမှာပေးလိုက်ပါတောင်းဟာကြော့ကြော်တပွဲထချောက်ပြိုခဏနေတော့ကြော့ကြော်တပကံရောက်လာလေတော့တယ်ဒါအကုန်ပဲပြိုတခြားဝိုင်းနေကမှာလို့ချပေးလိုက်တာကံကောင်းလို့ဒီတပွဲပဲကျန်တော့တာကုံပြီဆိုတော့လည်းရှိတာလေးပဲစားရတာပေါ့ကွာသေးမြင့်တောက်လဲတောက်စားလဲစား ညကြရင်တော့ဖဲဝိုင်းနိုင်အောင်တော့လုပ်ပေးုံကွာဟုတ်လားဒုတိယအမီးပကန်လဲအရက်တပလင်းအကုံမှာတပြိုင်တည်းထဲကုံသွားလေတော့တယ်မြေဘဲစားလို့မှာပြီးအမီးလုပ်ပေးတယ် ထင်းမြင့်ကလေးခွက်ခန့်ကုံအောင်တောက်ပြီးတော့ဆက်ပြီးတော့မတောက်တာကိုတွေ့ရလေတော့တယ်သူတို့သုံးယောက်နှစ်ပလင်းနဲ့တပိုင်းကုံမှာတော့အရက်ဆိုင်မှထလာကြရတယ်အချိန်ကလှဲ6နာရီကျော်ပြီးပတ်ဆက်ရှင်းပြီးတော့အာသူဝအိမ်ကိုထွက်လာခဲ့ကြလေတော့တယ်အာသူဝအိမ်ရောက်တော့အောင်လင်းတမီတွေကလည်းလင်းထိန်ပြီးဖဲဝိုင်းနှောင်းဝိုင်းဖြစ်နေတယ်ကူဘိုတာနဲ့မောင်းနဲ့မိဆက်ကလည်းပြီးခဲ့သည့်ညပိုင်းမိုးလေးပိုင်းမှာဗားကြံဝင်မသိထိုးရက်သွားလေတော့တယ်ဝိုင်းကိုရက်ပြီးတော့မနီးမဝေးမှရှိတဲ့လူမှုကူညီရေးအသင်းတို့သွားကအောင်လင်းတမီ၃လုံးဆွဲလာခဲ့လေတော့တယ်ယခုမိဆက်ပြန်မကောင်းသေးဘူးထင်တယ်ဖဲဝိုင်းကလည်းညံ့တဲ့လေးလေးပိုကောင်းလေး ေလေးပဲဒီညာပြီးရင်နောက်ဆုံးအတုဘက်၃ရက်ပြည့်ပြီးမှုမြေချတကြိုတော့မှာဇော်ကြီးတို့၃ယောက်လည်းပြီးခဲ့တဲ့ညကလို့နိုင်လိုက်ရှုံးလိုက်နေဖြစ်နေတဲ့မိမိရရအခြေကြီးကလည်းမရသေးသူတို့ကလည်းပတ်စံအခြေအနေကြည့်ပြီးတော့လိုက်တာမလိုက်နိုင်ရင်လည်းရက်ထားလိုက်တာ နောက်ဘွဲအတွက်ချင့်ကြင်ရသေးတယ်လေထွဲချိန်မှာပင်သူတို့ဘေးဝိုင်းမှာဖဲခိုးသည်ဆိုပြီးတော့ရံဘွဲကထဖြတ်တယ်ကိုငွေကိုပြန်သိမ်းပြီးတော့ဘွဲကိုရက်ကဝိုင်းမှာထလိုက်လေကြတော့တယ်ရံဘွဲကသေးမလားပဲရိုက်ဘွဲအတင်ကိုဖြစ်သွားလေတော့တယ်လူကြီးတွေရောက်လာပြီးတော့ဖဲဝိုင်းမလုပ်ရန်တမြင့်လိုက်လေတော့တယ်လူသုံးယောက်ကခေါင်းကွဲသွားတယ်တယောက်ကလည်းလက်ကျိုးသွားတယ်ထိုသူများကိုလူကြီးများကခေါ်သွားလေတော့တယ်နောက်ဆုံးအသူဘက်မှာသူတို့သုံးယောက်အပြင်မကင်းရမကင်းကြောင်း၄-၅ယောက်ပဲကျန်ခဲ့တယ်အဲ့ဒီထဲမှာတော့ဖဲတိုင်ကင်သူနဲ့ထိုးသား၂ယောက်လည်းပါနေသေးတယ်ထိုသုံးယောက်ကလည်းအခြားရွာမှလာရိုက်တဲ့သူတွေဖြစ်၍အချိန်ကလည်း၃နာရီသာရှိသေး သည်ဖြင့်မပြန်ဘဲနဲ့ထိုင်ရိုက်နေတော့တယ်။ထွက်ခါမှာတစ်ဖက်ဝိုင်းမှလိန်ရိုက်သည့်အကြောင်းကိုပြောဆိုနေကြတော့တယ်။အာအာအာအတရေဟာတရေထင်မြင်တရေချမ်းအောင်မှာအသက်20လူရွယ်တယောက်ကအော်ဟစ်ပြီးတော့ကနေဖင်းအောက်ကိုဝင်ပြေးသွားလေတော့တယ်။ချစ်ချစ်ချစ်ကျွန်တော်အပေါ်သွားတော့ချစ်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 ကျွန်တော်အပေါ်သွားတော့ခြေတန်ကြလူလက်ကြီးတာအနားမှာကိုထင်းမြင့်ကြီးရက်နေတာကိုတွေ့လိုက်ရတာဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုကိုထင်းမြင့်မှာကိုထင်းမြင့်ကိုထင်းမြင့်အနားမှာရက်နေတာအသိချာကိုမြင်လိုက်ရတာ တေသူကတေပြီးကြောက်စရာမလိုပါဘူးကွာကိုစော်ကြီးကတကယ်ချင်းဆိုတော့ဘယ်ကြောက်မှလဲဒီကောင်ကငဲနိုင်မှာဘယ်လောက်ချောက်ချောက်ငါမကြောက်ဘူးညကတော့သူ့အဟောင်းနဲ့တော့ပောက်ပြီးတော့ဖဲဝိုင်းမှာနိုင်အောင်လို့လှုပ်ပေးပါလို့တောင်းခိုင်းနေသေးတာနိုင်လားမတည်သေးဘူးနဲနဲပဲနိုင်သေးတယ်လို့ထင်တာပဲသူကဝိုင်းသိငံကြီးမှအချီကြီးရအောင်လှုပ်ပေးမှာဒါတည်းခမရနာမည်ဘယ်လိုခေါ်တော့သူတို့ဝိုင်းကဒိုင်လုံးတဲ့လူကမေးလိုက်ချင်းဖြစ်တယ်စော်ကြီးပါကိုစော်ကြီးကတေးရဲမကြောက်တတ်ဘူးဟုတ်လားတကယ်ပြောရရင်တော့တေးရဲမကြောက်တာတော့အမှန်ပဲအခုတည်သွားတဲ့ထင်းမြင့်ဆိုပို့ပြီးတော့တောင်မကြောက်သေး တကယ်မကြောက်တာလားမကြောက်ပါဘူးဆိုဒါဆိုအလောင်းစားတစ်ခုလုံးမလားပတ်စံကြီးဆိုလုံးမယ်ကွာပတ်စံကြီးပဲလုံးမှာကျုပ်တထောင်းလောင်းမယ်ကျုပ်ခိုင်းတဲ့အတိုင်းလုံးနိုင်ရင်နေ့လေ၁၂နာရီတိတိမှာပတ်စံလာယူပါဗျာခမရရှုပ်ရင်တော့အခုခမရအိထဲမှာပတ်စံကျုပ်ကိုပေးရမယ်ဘလို့လဲဟာစိန်လိုက်ဖြစ်တာပေါ့ဇော်ကြီးကလည်းသူ့အိထဲမှာရှိသမျှပတ်စံတွေကိုဆွဲထုတ်လိုက်လေတော့လေပတ်စံက၃၅၀ရှိနေတယ်ထွက်ချင်းကဝန်ထမ်းတယောက်စာလာတာတလားကို၃၀၀ကျော်ရတဲ့အချိန်ပေါ့ နိုင်တဲ့သူကတော့ပတ်စံအတော်များနေတယ်။ဒုထက်ပုံများဒီမှာသူခိုင်းဒီအတိုင်းလုံနိုင်ရင်ရမည်တက်တောင်းခွဲကပိုး၍ဆွဲဆောင်မှုရှိနေလို့ရတယ်။ဘာလို့ရမှာလဲ။အခုအခေါင်းထဲမှာတေးတဲ့သူအတွက်ထည့်ထားတဲ့တေးသူရဲ့အင်ဂျီကိုသွားပြီးတော့ဝေးရဲလာ။၄၂နာရီအသုဘချတဲ့အချိန်ထိလေ။ဟာဘာခတ်တာမှတ်လို့အလွယ်လေး။အခုသွားဝေးရမလား။အခုဝတ်ထားရင်တော့မိဘတွေမြင်စိတ်မကောင်းဖြစ်နေဦးမယ်။အိမ်ပြန်မယ်ဆိုမှပဲယူဝတ်သွားဖို့။နေခင်းထီတော့မချွတ်ရဘူးနော်။ခင်ဗျားလိုက်ကြည့်နေမယ်မလား။ မကြည့်ပါဘူးခမည်းချွတ်မထားဘူးဆိုတာကြုတ်ယုံနေခမည်းတငယ်ချင်းနှစ်ယောက်ကတော့ခမည်းနဲ့အတူတူရှိနေရမှာပေါ့အာသူဘချကနေယူဝတ်ထားတဲ့အင်ဂျီဘောကခမည်းကိုပိုင်အင်ဂျီကိုထပ်ဝင်ပြီးတော့ဒီကိုပြန်လာရမယ်အာသူဘနဲ့အတူတင်းကြိုင်းကိုလိုက်သွားကြရမယ်အဲ့ဒီချိန်ထိခမည်းကိုဘောမှာအင်ဂျီရှိသေးရင်ပတ်စံတထောင်ပေးလိုက်မယ်ကောင်းပြီသဘောတူတယ်ရော့ ကျုပ်ရဲ့ပတ်စံတစ်တောင်ခမည်း3500ထုတ်ပြီးတော့ခမည်းယုံကြည်ရတဲ့လူစီမှနှမျိုးလုံးအပ်ထားလိုက်ဒိုးဖြစ်ပတ်စံကိုအနီးမှာရှိတဲ့ကိုသားကြီးထံမှာအပ်ထားလိုက်လေတော့လေ9နှစ်ခွဲတော့ဇော်ကြီးကအခေါင်းအနီးကိုတွားပြီးတော့အဖုံးကိုလှမ်းပြီးတော့အခေါင်းထဲတွေထည့်ပေးထားတဲ့အင်ကြီးကိုယူဝတ်လိုက်တယ်အပေါ်မှာသူ့အင်ကြီးကိုလည်းထပ်ဝဲလိုက်တယ်ဝေပြီးသည်နဲ့လက်မထောင်ပြပြီးတော့၃ယောက်သားရွာထဲကိုဝင်သွားလေတယ်ဟေ့အောင်ဇော်ကြီးဖြစ်ပါမလားမလုံးတင်တာနေရှောက်လုံးနေတယ်ဘာကြောက်စရာရှိလို့လဲတို့တကယ်ချင်းပဲသူပြည့်စီငါယူဝဲငါပြည့်စီသူယူဝဲခဲတာပဲအထူးစမ်းမဟုတ်ပါဘူး အခုကထူးတယ်။သူကသေနေပြီလေ။ထိုစဉ်သူတို့နားမှာပို့ရဲ့အနံကြီးကရုတ်တရက်ရောက်လာလိုက်တယ်။ဟာနံလိုက်တာကွာ။ခွေးတေကောင်ပုံနဲ့ထဲတော့ပို့ပြီးတော့စိုးသေးတယ်အနံကြီးကလည်းကွာ။ဟေးကောင်ထင်းမြင်မြန်သူ့အင်ကြီးကိုပြန်လာတောင်းတာလားမသိဘူးနော်။မဟုတ်တာကွာ။ဘာဘာဟေးဘာတွေ့လို့လဲစောကြီး။တက်တက်တက်တရွေးထင်းမြင်ငါးဘေးနားမှာရောက်နေပြီ။ငါတို့တော့မမြင်ဘူး။ဟောပျောက်သွားပြန်ပြီ။ မင်းယူဝတ်လာတဲ့အင်ဂျီကိုလာပြန်တောင်းတာဖြစ်မယ်။တွားပြန်ပေးလိုက်ပါကွာ။ပေးလို့မဖြစ်ဘူး။ငွေတစ်သောင်းရရင်အိမ်ထဲချန်ဝယ်လို့ရတာ။မင်းမှယူရင်တော့ရသေးတယ်ကွာ။ဟာဟိုရှိမှထင်းပြင်းရက်နေပြန်ပြီ။ဒီကောင်တို့ကိုလာနှုတ်ဆက်တာလားမသိဘူး။ဟေ့ကောင်မင်းအိမ်မင်းပြန်ငါနေကင်းညမှာမင်းအိမ်ကိုတင်းကြိုက်မှလာပြန်ပေးမယ်။ဟာမပြန်ဘူးဟုတ်လား။စောကြီးဘာကောင်းမှလည်းမရှိပဲဘာတွေပြောနေတာလဲ။ရှိတယ်ထင်းပြင်းငါနဲ့မလန်းမကန်မှရက်နေတာ။မင်းတို့အပေါက်နဲ့မရဘူးလား။မရဘူးမင်းရလား။ရတယ်နန်းဟောင်းနေတာပဲ။ငိုင်းကြည့်ပြန်ပေး။

တရဲဝိညာဉ်ကမပေးဘူးလို့အတင်းချင်းဆိုနေဖြစ်ဇောဦးထံမှာအတင်းဆွဲချွတ်လေတော့လေဟာဟာသေးပြီငေါငေါငေါငါကြောက်ပါပြီကွာမင်းကြီးမင်းပြန်ယူသွားတော့ဟုတ်ပြီလားငေါငေါငေါငါ့ကိုဘာမှမလုပ်ပါနဲ့နော် ပြောရင်အော်ဟစ်ရင်ကနေပြီးတော့ပြစ်လဲသွားသဖြင့်ဇော်ကြီးအင်ကြီးအောက်မှာရှိတဲ့ထင်းမြင့်ရဲ့အင်ကြီးကိုကြိလိုက်လေတော့လေဟာအောက်မှာထုတ်ထားတဲ့အင်ကြီးမရှိတော့ဘူးကွာအင်းနဲ့တိတ်မဝေးတဲ့ပြင်တောင်းနဲ့တာကြီးတို့ကဇော်ကြီးကိုပခုံးတစ်ဖက်မှာရှုံမကအင်တို့တဲသွားလေတော့လေအင်ရောက်တဲ့အခါမှာခေါ်မရမေးမရအကြောင်းစီစီဖြစ်နေတော့လေ ထိုးနေ၁၇နာရီခန့်တာအောင်နဲ့တာရီတို့နာရီအိမ်တို့ရောက်သွားလေတော့တယ်အလောင်းစားလုပ်သူအားအချိုးချောင်ပြောပြလေတော့တယ်ထိုးသူကလည်းသူ့အတွေ့အကြုံကိုပြောပြတယ်ထိုကဲ့သို့အเจ้าအရာစင်သူအာသူဘတ်တစ်ခုမှလည်းအလောင်းစားလုပ်ဘူးကြောင့်သူ့အင်ကြီးကိုယူဝတ်သွားသူက၆လံပြီးတော့ပြန်ယူလာခဲ့တဲ့အတွေ့ထိုးလူသိဆုံးသွားသည့်အเจ้าကိုပြောပြလေတော့တယ်ဒီအဖြစ်ကိုသိနေပါလျင်နဲ့မလောင်းတင်တာကိုလောင်းလိုက်ပြီလို့စိတ်မကောင်းကြောင်း သူ့ငွေ3500ကိုလည်းမယူရင်တော့ကြောင်းပြောဆိုသဖြင့်ဇော်ကြီးကိုသာကျေးဇူးတင်စကားပြောလိုက်လေတော့တယ်ထူးခြားသည်ကအလောင်းမြင့်မချခင်အခေါင်အဖုံးဖွင့်ပြီးတော့ဆွေမျိုးသားချင်းများကိုနောက်ဆုံးနေနဲ့ပြသစဉ်အခေါင်ထဲမှာဇော်ကြီးဝတ်ယူထားတဲ့အင်ကြီးကခောက်လျက်လေးအတိုင်းပြင်ရောက်နေတာကိုတာအောင်နဲ့တာအေးကတွေ့လိုက်ရလေတော့တယ်ထင်းမြင့်ရဲ့နိုင်ကိစ္စရက်လေတဲ့ဘိတ်တော့ပြီးနောက်ပိုင်းမှာဇော်ကြီးလည်းပုံမှန်ပြန်ဖြစ်သွားလေတော့တယ်ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ Good night, Ban